ရခိုင်ပြည်နယ်မှာအရက်စီတွေကနေတဆင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြတဲ့အရက်တွေအပါအဝင်တောက်သုံးဖို့မသင့်တော်တဲ့အရက်တွေကိုဥပဒေကဲ့သို့အာဏာတည်တဲ့ရေရှည်စီမံချက်တစ်ခုရေးဆွဲပြီးစင်ဆက်မပြတ်တားဆီးပိတ်ပင်အရေးယူဆောင်ရွက်မှုတွေပြုလုပ်သွားဖို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုမနေ့ကကျင်းပတဲ့ရခိုင်ပြည်နယ်လွှတ်တော်ကနေတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ဒီအဆိုကိုစစ်တွေမြို့နယ်မဲဆန္ဒနယ်ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြကျော်ကပြီးခဲ့တဲ့ဇူလိုင်လအတွင်းကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွတ်တော်မှာအဆိုတင်သွင်းခဲ့တာဖြစ်ပြီးမနေ့ကလွတ်တော်မှာလွတ်တော်ကိုယ်စားလှယ်၃ဦးကဆွေးနွေးပြီးအတည်ပြုလိုက်တာဖြစ်ပါတယ်။ဒီကဆိုးကျိုးကတော့ကျွန်တော်တို့ညွန့်တလူလူတက်နေတဲ့လူငယ်တွေပေါ့အလုံးလုံးနိုင်တဲ့အရွေမှာလုံမလုံးနိုင်ပြီးဖြစ်နေကြ။ပြီးရင်နေ့စဉ်နေ့တိုင်းလူလူကျွန်တော်တို့သေဆုံးတဲ့လူတွေကိုကြည့်ရင်အကုန်လုံးကအသက်၄၀မကျော်တဲ့ လူငယ်တွေပဲဖြစ်နေတော့အဲ့ဒါဟာအဓိကအဲ့ဒါတို့ကိုဆင်စစ်လေ့လာကြည့်လိုက်တော့အရေးအကြောင်းနေပြီးရင်အဲ့လိုမျိုးတည်ဆုံကြပြီးဘိုင်းတို့ကမြေတွေတွေ့နေရတဲ့အတွက်ကြောင့်ဒီအဆိုးကိုတင်တင်သွင်းရရှင်ဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာအရက်စီတွေကိုတက်မတော်အစိုးရလက်ထက်ကစတင်က ပြည်နယ်အနှံ့အရက်စီတွေကတဆင့်တစိမ့်အမျိုးမျိုးနဲ့ထက်ဆင့်ဖျော်ဆက်ရောင်းချတဲ့အရက်အမျိုးစားပေါင်းတရာနီးပါးလောက်ရှိတယ်လို့လည်းဥအောင်မြကျော်ကပြောပါတယ်။ရခိုင်ပြည်နယ်အတွင်းကအရက်စီတွေဟာတာမန်အရက်တွေထက် ဈေးတက်တာရာကြောင့်အရက်စီတွေကိုဖျော်ဆက်ပြီးတောက်သုံးမှုပုံပုံများများလာခြင်းဖြစ်တယ်လို့လည်းလွှတ်တော်ကိုယ်စားလှယ်တွေကထောက်ပြဆွေးနွေးခဲ့ကြပါတယ်။အချို့ကကြတော့ရက်စီရက်စီကိုရက်ရက်တော့မှဆိုရင်ရက်ဝယ်တော့ပတ်စံကုန်မှာဆိုတော့ရက်စီဝယ်ပါလားရက်စီဝယ်ပြီးတော့အဲ့ဒါဆက်ပြီးတော့တောက်တယ်။စောက်ပြီးတော့သူ့အချိုးတိုင်းလည်းဖြစ်တဲ့အချိန်ကြတော့သူတို့အဲ့မှာအဲယောဂါရပြီးတော့ကျွန်တော်ဆေးရုံရောက်တာရှိပါတယ်။ရခိုင်ပြည်နယ်မှာ အရက်ချက်ဆက်ယုံဆိုပြီးအမိခံထားကြပေမဲ့အမှန်တကယ်မှာအရက်ချက်ဆက်ယုံတွေမဟုတ်ပဲအရက်စီတွေကိုဖျော်ဆက်ပြီးဒစိမ့်အမျိုးမျိုးနဲ့ဖြန့်ဖြူးရောင်းချတာတွေကြောင့်ကန့်တန့်ပိတ်ပင်ပေးဖို့လိုအပ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ကြပါတယ်။အရက်တူတွေကပိုပြီးဒုက္ခပင်းနေတယ်ဆိုတာပေါ်လင်းနေပါတယ်။အဲဒါကြောင့်ခုဒီကိုလက်လုံးချလုံနေသူတွေလက်ဝါးရိုက်ခံပြီးမျက်ကွယ်ပြုတ်နေသူတွေ အဲ့ဒီလူတွေကိုတိောက်တဲ့ဆောင်ရွက်ချက်တစ်ခုနဲ့တားဆီးပေးရမယ်ပေးရပါမယ်စခိုင်းပြည်နယ်မှာ2014-2015ဘဏ္ဍာရေးနှစ်အတွင်းမှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတရားဝင် လိုင်စင်နဲ့ရောင်းချခွင့်ပြုထားတဲ့အရက်ဆိုင်ဟာ2060သာရှိပြီးတရားမဝင်ရောင်းချနေမှုတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကအရေးယူဆောင်ရွက်သွားမယ်လို့လည်းပြည်နယ်အစိုးရအဖွဲ့ကိုစားလုံခြုံရေးနဲ့နေဆက်ရေးရာပြည်နယ်ဝန်ကြီးဘုံမူကြီးထိန်လင်းက မနေ့ကလွတ်တော်အစည်းအဝေးမှာကတိပြုပြောဆိုခဲ့ပါတယ်။ဒီအဆိုနဲ့ပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်သုံးဦးကထောက်ခံဆွေးနွေးခဲ့ပြီးကန့်ကွက်မဲ့သူမရှိတဲ့အတွက်ရခိုင်ပြည်နယ်လွတ်တော်ကအတီးပြုဆုံးဖြတ်လိုက်ပါတယ်။အတီးပြုရာကျေးဇူးရစီကနေတဲ့ဆင်းဖြောဆက်ရောင်းချမှုတွေဟာစစ်တွေ ေါတော်မင်းပြရသိတောင်တန်တွဲစတဲ့မြို့နယ်တွေမှာအများဆုံးဖြစ်တယ်လို့လည်းလွှတ်တော်ကိုယ်စားလှယ်တွေကပြောကြပါတယ်ခင်ဗျာ။